ပြောမလဲ။ဆောင်းလက်ဗန်မျိုးမျိုးတော့ကျမကိုရှာနေလိုက်မှထင်တယ်။ကျမထွက်ပြေးသွားမှာပေါ့နော်။ကျမအကြောင်းနဲ့ကျမပေါ့နော်။အဓိကကဘာလဲဆိုတော့ပြောပြမယ်။ရှင်တို့ကျမကိုသိနေလားရှာတော့မသိဘူး။နော်။သိနေလားရှင်နေလားဆိုတော့ကျမကဘယ်တော့ကျမမသိခဲ့ဘူး။သိမှလားရှင်မှလား။ဒါပေမဲ့အခုတော့အသက်ရှင်နေတယ်။ line နေတယ်။အဲ့ဒါကျမ line ပေါ်ပြန်တက်လာတယ်။တချို့အကြောင်းအရာတွေကမင်းချင်းလိုက်စကားပြောရပို့ကောင်းတယ်နော်အဲ့ဒီတော့လည်းကျွန်မမကြောက်မပြန်လာပါနဲ့မလေးရှားကို လောလောဆယ်တော့လာလို့မရသေးဘူးလမ်းချောင်းလည်းမကောင်းဘူးပေါ့နော်လမ်းချောင်းကောင်းတဲ့အချိန်ကျမပြန်လာပါမယ်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကိုကျမတင်ပေးပါမယ်ဒါပေမဲ့ဟိုဖုန်းနဲ့ပြောနေရင်လည်းပြီးသွားမယ့်ကိစ္စတွေမဟုတ်တာတွေအများကြီးပါပဲတချို့ຢာတွေကဒါပေမဲ့ကျမကလေကျမပြောမယ်နော်အလုပ်လုပ်ကျမလုပ်ထားတဲ့လုပ်ကကျမအလုပ်တကယ်ဟိုအခု TikTok မှာပေါ့နော် line ရတွေတွေ့တာကကျမတိတ်မတွေ့ဘူးဒါပေမဲ့ကျမတိတယ်လောက်မေးကြည့်တော့ပေါ့နော်ကျမလလန်းပြီးတော့မေးကြည့်ရခါမှာတော့ကျမနဲ့တကယ်လို့ထားတူက15ရောက်လောက်ပဲရှိရယ် ဟိုနာမည်ကြီးကျယ်လို့ follower လိုချင်လို့ကြောင်းမလို့ကြောက်ပေါ့နော်နာမည်လိုချင်လို့ဟိုတက်တက်လုံးကျွန်မကတည်သွားပြီပဲဒါမှမဟုတ်ကျွန်မကပတ်စံမလေးဝေ15သိန်းလောက်ယူထွက်ပြီးွားရယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုတော့တေးချရတဲ့ဒီကောင်ကတော့ပြန်မလာတော့ဘူးပေါ်မလာတော့ဘူးလို့ထင်လို့လဲတင်းတဲ့လူဖြစ်မှာပေါ့နံပါတ်၈ကျွန်မတခါလေးပြောမှမယ်နော်ကျွန်မကအခုပြန်လာလို့မရသေးတဲ့အချိန်လေးပေါ့နော်ကျမကိုဘယ်လိုမျိုးပေါင်းပြီးလောက်ကြံကြရဲဆိုတာလည်းလीเนาะကျမဥပဒေကနေသွားမယ်ကျမတကယ်လောက်ထားကျမခံရရတယ်เนาะ ကျွန်မကိုလုတ်တဲ့သူတွေလည်းခံရဖို့ပြင်ထားပါခံနိုင်ရရှိဖို့လည်းစူးစမ်းထားပါရှင်တို့ပြောတယ်လို့ကျွန်မစီမှာမလျော်ဆန်းငါးသိန်းမပြောနဲ့နော်တသိန်းမပြောနဲ့တသောင်းတောင်ပြောင်းပန်းမလာဘူးနော်ကျွန်မဝှထားတဲ့ရွှေတစ်ခုပဲပါလာတယ်အဲ့ဒါအဲ့ဒါပါလာလို့လဲကျွန်မကလေမြန်မာပြည်ကိုပြန်ရောက်လာတာပေါ့နော်ဟိုရွှေတာပါမလာခဲ့ဘူးဆိုရင်လည်းကျွန်မဘာမှပြန်ရောက်လာမှာမဟုတ်ဘူးတေချာတယ်သူအဲ့တော့ပြောချင်တာကကျမမသေးသေးပါဘူးအသက်ရှိပါတယ်ကျမနဲ့လောက်တဲ့သူတွေကတော့ကျမကိုတစ်ခုပဲဆက်ကြည့်လို့ထင်တယ်ကျမသေသွားပြီလားပေါ့နော်ဒါမဲ့ ဟိုဘာမှမသိလို့ဘာမှဆက်ပြလို့မရတဲ့အခြေအနေမှာကပေါ့နော်ဒါသူတို့အနေနဲ့ကသေလားရှင်လားထက်ပေါ့နော်သူတို့စိတ်ပူမဲ့ဆိုတော့သိတယ်ဒါနဲ့မြန်နေရှင်းတယ်ကျွန်မလာပြီးပြန်ပြီးဖြေရှင်းပေးမှာနော်စိတ်မပူပါနဲ့လို့အဲ့လောက်ပဲပြောချင်ပါတယ်နောက်တစ်ခုကအခုအခြေအနေကကျွန်မလာလို့မရတည်လို့ပေါ့နော်၆လောက်ပိုင်းကုန်ပြန်ပြီဆိုတော့ကျွန်မလာလို့ရမှာတည်းအခုလောလောဆယ်တော့ရေးလေးလည်းအရန်ကြီးနေတယ်ဒီမှာကဖတ်လို့လည်းရတဲ့အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်အဲ့နောက်တစ်ခုရှိတာတွားချင်တိုင်းပါလာချင်တိုင်းလာလို့လောကူတာမျိုးပြန်လာခဲ့တာမဟုတ်ပြတ်ပြတ်ပါတော့အဲ့လိုမျိုးနေခဏကျွန်မကိုပို့ခဲ့တာလည်းမဟုတ်ဘူးပေါ့နော်ပို့တဲ့သူက အဲ့တော့မလေးရှားမှာဖြစ်ခဲ့တဲ့ပြဿနာကိုကျွန်မမလေးရှားအနေနဲ့ပြန်လာပြင်ဆင်ပေးမယ်။ကျွန်မမဟုတ်လို့လုပ်ထားရဆိုရင်ကျွန်မရရင်1020မဟုတ်1050လဲကျွန်မခံနိုင်တယ်။နော်။ကျွန်မကိုလုပ်ထားတဲ့သူတွေလည်းခံနိုင်အောင်ပြင်ထားပါကျွန်မကမြန်နေချင်းတိုင်းလာပြင်ဆင်မှာဖြစ်ပါလေ။နောက်တစ်ခုပြောချင်တာကမလေးရှားကလေကျွန်မအရန်ချစ်တာမလေးရှားကိုတတလုံးလေးကိုကျွန်မဆုံးဖြတ်ခဲ့တဲ့ကောင်ပါနော်။ဒါဆိုတော့ကျွန်မရဲ့ပတ်ဝန်းကျင်ကလည်းသိလိမ့်မယ်။ကျွန်မနဲ့လှုပ်လှုပ်ပြည့်တဲ့သူတွေကတကယ်ကိုအလုံးတကယ်လှုပ်ခဲ့တဲ့သူတွေက15ဦးပဲရှိတာနော်။ တကယ်လုံးလောက်ခဲ့တဲ့သူတွေက15ခန်းဦးပဲရှိတာဖြစ်တဲ့အတွက်ဒီအခုပြောနေတာတော့တနိုင်ငံလုံးမှာဆိုရင်ဘယ်လိုပြောရမလဲလေချက်တနိုင်ငံလုံးမှာဥယျာဉ်တရာလောက်ကဝေဖန်နေတာပေါ့နော်။ကျန်တဲ့သူတွေကတော့ပို့လုံးတဲ့သူလည်းမအားလို့ဝေဖန်လောက်ပါ ဥယျာဉ်တရာလောက်ကဝေဖန်တဲ့သူတွေက follower လိုချင်တဲ့သူလည်းရှိမယ်မနာလိုလို့ပြောတဲ့သူလည်းရှိမယ်တချို့လူတွေကကျမမရှိတော့ဘူးအကျွေးတွေဆက်ချင်တဲ့သူတွေကလည်းလေကျမကိုအကျွေးတွေဆက်ချင်ပါတယ်ဖုန်းနံပါတ်တွေရှာတယ်အဲတကူးတကပေါ့နော်သူတို့အားကိုဆက်ချင်တယ်စိုက်မပူနဲ့နော်ဆက်ယုံချီလာတောင်းပေးမယ်အိတ်ချီလာယူပေးမယ်ကျမနဲ့တကယ်လုံးလုံးခဲ့တဲ့သူတွေအကုန်လုံး TikTok မှာတစ်ခွတ်တည်းကကျမမတွေ့သေးဘူးကျမနဲ့ဆက်လွယ်ရတဲ့လောက်လူတွေအကုန်လုံးရဲ့အကောက်ကိုကျမဒီနေ့လည်းဒီနေ့ဝင်ကြည့်တာ TikTok ကလည်းပြန်မရဘူးဖြစ်ရှင်တော့ကြတော့ဒီ TikTok အကောက်ကိုကျမပြန်ရဖို့ပေါ့နော်မနေ့စူးစမ်းခဲ့ရတယ် တော်ရည်ရဲ့ဂျီမီနဲ့ချိန်ထားလို့အဲ့တော့ပြောချင်တာကွာเนาะဟိုစိတ်မပူပါနဲ့လို့ကျွန်မအသက်ရှိပါသေးတယ်เนาะပြီးတော့မလေးရှားမှာကျွန်မကရာသက်ပန်လေးကိုဆုံးထဲတဲ့ကောင်မဘလို့အကြောင်းအရာမျိုးပဲဖြစ်ဖြစ်ကျွန်မမလေးရှားကိုရောက်အောင်ပြန်လာမှာပါမလေးရှားဘက်ကိုကျွန်မရောက်လာရင်ကျွန်မကအမှန်ပါဘာလို့လဲဆိုကျွန်မမလေးရှားအမှန်နဲ့ပဲနေခဲ့ရဖြစ်တဲ့လို့ပေါ့เนาะအဲကျွန်မတကယ်လောက်ခံရဆိုရင်ကျွန်မခံဖို့အသင့်ပါเนาะ ဟိုကျမရှင်းနိုင်တဲ့ပြဿနာဆိုရှင်းပြမယ်မရှင်းနိုင်ဘူးလို့ကျမကိုလုံးချင်တယ်နေတော့မကျေနပ်ဘူးရရတယ်ကျမတရားဥပဒေဆုံးမှာပြန်ခံပေးမယ်ကျမကိုလှုပ်ထားတဲ့သူတွေလည်းအစစ်တည်းပြန်ထားပါเนาะကျမဒီဘက်မှာလက်ရှိပေါ့เนาะဆိုင်ကလက်ရှိတော့ပိတ်ထားတယ်လို့ကြားတယ်ဒါပေမဲ့ဖွင့်တဲ့ဆိုင်လည်းဖွင့်တယ်ပေါ့เนาะအဲ့တော့ကျမဒီဘက်ကလူအင်အားနဲ့အတူပြန်လာခဲ့ပါမယ်ကျမအလုပ်လုပ်ဖို့ပေါ့เนาะနောက်တစ်ခုပြောချင်တာကတော့အလုံးစိတ်မှုပူပါမယ်လို့ကျမအသက်ရှင်နေပြီးပြည့်လွတ်ချက်အများကြီးရှိပါတယ်ပတ်စံဆိုတာကျမတို့အချိန်မျိုးပြန်ရှာလို့ရပါတယ် ဒါပေမဲ့ကျမကိုလောက်တဲ့သူတွေလည်းပေါ့နော်ကျမကိုသေသွားပြီလို့ထင်နေလောက်တဲ့သူတို့ရဲ့အမြင်မှာတော့လေနော်အဲ့ဒါအဝေးကလည်းပြန်မဟုတ်ပါဘူးကျမမြန်မာဆိုင်တွေကတာဝန်ရှိရလို့ပါနောက်တစ်ခုပြောပါမယ်ရှင်တို့လည်းပေါ့နော်ဟိုလောက်ထားတာဆိုင်တွေဖွင့်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ရှင်တို့ပြီးဟာတဲ့ပတ်စံဆိုတာကလေရှင်တို့ပတ်ဝန်းကျင်ရှိရစခန်းလောက်ပဲပြတာရှင်တို့ immigration ကိုတော့ဖေဖေမှာပတ်စံပေးလို့မရဘူး။ကျမကလေအင်းနဲ့အားနဲ့အလုပ်လုပ်မှာပါ။အရင်တုန်းကလည်းအဲ့လိုလုပ်ခဲ့တာပါ။ ဂန်စတာတွေနော်ရှင်လူပစံတူပြီးလောက်တယ်ကျမတို့မှလည်းရှိပါတယ်မလို့မှဒါပေမဲ့ကျမပြန်လာရင်တော့လေရုံမှမိလိမ့်မယ်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကိုယ်တိုင်ခံခဲ့တာနှစ်ကြိမ်ရှိသွားပြီလေနော် ဒီတစ်ခါကျမပြန်လာခဲ့တော့ကျမတော်တော်ယုံမှမှုနဲ့ပြန်လာလိုက်မယ်ထင်တယ်။ကျမကိုလောက်ထားတဲ့သူတွေကိုပေါ့နော်။ဒါမှမဟုတ်ကျမကိုမတကယ်ကောင်းပေးခဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်။တကယ်လည်းကောင်းပေးခဲ့ကြတယ်။တကယ်လည်းပေါ့နော်။တချို့ဆိုရင်တော့ကျမလိုပဲဘဝတက်တော်တဲ့သူတွေရှိတယ်။အဲ့ဒါလည်းအများကြီးတောင်းပန်ပါတယ်လို့လာခဲ့ရင်ကျမရောက်လာခဲ့ရတယ်ပေါ့နော်။ကျမဆိုင်ကိုလာခဲ့တာ။ကျမဆိုင်ကိုရောက်ပြီဆိုရင်လည်းကျမဖုန်းနဲ့တက်လို့လည်းကျမအကုန်လုံးကိုဆက်ပေးပါမယ်။တိတိဝါနေတဲ့ပြင်ပင်နဲ့လိုက်လဲလွန်ပေးပါမယ်။ဒီဘက်မှာတော့လိုက်လို့လို့မရဘူးပေါ့နော်။အားကြောင့်လုံးဝဆိုတော့ကျမကွန်မလေးပိတ်ထားတယ်။အများကြီးလည်းမထင်နိုင်ဘူး။လိုက်လည်းအများနဲ့မရသေးဘူး။ ခြားလာပိုင်းပုံနာနဲ့ကျွန်မမလေးရှားကိုရောက်အောင်ပြန်ပြခဲ့ပါမယ်။နောက်တစ်ခုပြောချင်တာအကျွေးအားကိုဆက်ချင်နေတဲ့သူတွေပေါ့နော်တချို့လူတွေကျွန်မပြဿနာအများကြီးချိခဲ့ပူပါတယ်လူတွေစီမှာအများကြီးကူညီပေးခဲ့ပူတယ်။တချို့လူတွေကပေါ့နော်ဟိုအဲ့ဒီအချိန်ကျမှတို့ဘာကြောင့်ငွေကိုဆက်ချင်တာလဲတော့မသိဘူး။အသေးအတန်ပုံနေဆက်တယ်မပူနဲ့နော်စိတ်မပူနဲ့ညီမလေးတို့ကမှာအမအဆက်ရောက်ချီလာရဲတယ်။အမအဲ့လောက်တက်တီကောင်းအရင်တော့ကတက်တီကောင်းနဲ့မယုံမှချင်တာလူတွေကမယုံမှချင်တာဒါပေမဲ့ကိုယုံမှခံကြရတော့ပြီးသွားပြီလူတွေရဲ့စိတ်ကိုလူတွေကလေမဆားရတဲ့အမဲဆိုဘလောက်ထိတဲနဲ့ပတ်ရလဲဆိုတာ မလေးရှားမှာအရန်ပြော်တာတသက်လုံးနေကိုဆုံးဖြတ်ခဲ့တာနော်မလေးရှားမှာတသက်လုံးနေကိုဆုံးဖြတ်ခဲ့တာတသက်လုံးလဲနေမှာနော်ဘာလို့လဲဆိုတော့ကိုယ်နိုင်ငံမှာကနေလို့ကောင်းတဲ့အနေအထားမျိုးလည်းမဟုတ်ဘူးအလဲပက်ပြန်တာလောက်ပဲကောင်းတာပေါ့နော်ဟိုကိုလည်းအသက်ဆက်ခွင့်ကလေးကနိုင်ငံချောက်တာဆိုတော့ညီမဒီမှာလည်းလောက်ပိုင်းစားတတ်ဘူးဖြစ်လာတယ်ဆိုရင်ရှင်လဲကျွန်မကျွန်မကိုယ်တိုင်ဖြစ်ရှင်မှုဝင်မလေးဘူး အဲ့ဒါလေးကိုလာပြောပြတာเนาะဟိုတချို့ကလည်းပြောကြရပေါ့နော်ဟုတ်တယ်ဆိုင်ကတော့ကျမဆိုင်မဟုတ်ဘူးဒါပေမဲ့တစ်ထင်းနဲ့တောက်တော့ဝယ်အမြတ်ရလိုက်ခဲ့ရင်ကျမတို့ရှေ့ကတဝက်သူပေးမယ်ပေါ့နော်အမြတ်တဝက်ပေးမယ်ရှောင်းတာမြတ်တာကိစ္စမဒါကျမရဲ့စိတ်ပါနော်တချို့လူတွေကမဟုတ်မဟန်းကိုပြောနေကြလို့အစင်းလေးပြင်ဆင်ထားပါကျမကလေကြိုက်တဲ့နေရာရှင်တို့ရဲ့နေရာကိုတိတိကြိုက်တဲ့နေရာကြိုက်တယ်လို့ကျမကိုဖြေရှင်းလို့ရပါတယ်နော်ဘိုးရဲ့နှောင်ကလေးကလည်းအကြောက်တရားမရှိဘူးဒါပေမဲ့အဲ့လောက်ဒီလူတွေရုံမလိုက်မယ်လို့တော့မထင်ခဲ့ဘူးပေါ့နော်နော်ပတ်စံပြေးနေတဲ့သူကလည်းဘယ်လိုပြောရမလဲ ဟိုပေးချင်တာမဟုတ်ဘူးကွာရုံမှာကျွန်တော်မပေးရအောင်လို့ဟိုရမယ့်သူတွေကကြောက်လဲမရမှာကြောက်လို့ရုံမှာချင်တယ်အမျိုးမျိုးကျွန်မကဂျားတဲ့ကနေပေါ့နော်အဒဇာကန်ဖြစ်တယ်အဲ့တော့ပြောချင်တာနှစ်ဦးနှစ်ဖက်စလုံးပေါ့နော်တကယ်နဲ့နာတော့တဲ့သူတွေကိုလည်းစိတ်မပူပါနဲ့ကျွန်မအသက်ရှင်နေလို့ကျွန်မစူးစမ်းခွင့်ရှိတယ်ကျွန်မအများကြီးစူးစမ်းအောင်မှာပါနော်မရှိလို့ရှိရင်လည်းကျမရှိရနေကြပြီဖြစ်ရှင်းမှာပါဒါပေမဲ့လောလောဆယ်လို့ကျမအချိန်တွေကဘယ်မှသွားလို့မရတဲ့အချိန်တွေဖြစ်နေသေးတယ်ရေတွေလည်းအရင်ကြီးနေသေးတယ်ပြီးတော့လမ်းကြောင်းလည်းပေါ့နော်ကျမထွက်လို့မရတဲ့အချိန်တွေဖြစ်နေသေးလို့ပါ ိတ်မပူပါနဲ့ပြန်လာမှာပါအသေးစားလည်းကျမကို share ကြမလို့ကျမကိုတက်ပေါင်းကအမဘူးလေးဆိုင်ကိုကျမကိုပြန်လာ share ကျမရောက်တဲ့နေ့ကျရင် post ပါမယ်နော်ကျမမရောက်ရအောင်ပြန်လာမှာပါအဲ့ဒီခါကျရင်တော့ရေဆုံးရေဆုံးပဲလို့အမထားလိုက်ခွေးတော်မှာကြောင်ပိတ်ကြီးရိုက်တယ်ဆိုလို့ရှိရင်ပြန်ကဲ့တယ်ကျမကလူနော်ပြောကျမကအဲ့လောက်ညံဖြစ်နေမိမလည်းမဟုတ်ဘူးရှင်တို့ပြောနေတဲ့ငွေတွေကျမကျမတပြားမှလည်းပါမလာခဲ့ဘူးနော်ပါလာတယ်လို့ပြန်ထားရသူလေခန္ဓာရှိဖို့ပြန်ထားမိသားစုနဲ့နေတယ်ဆိုရင်မိသားစုနဲ့ကျမပြောတယ်လို့ကျမမလေးရှားရဲ့မာထာအကုန်လုံးတည်တယ်ဘာလို့လဲဆိုတော့စိုင်းနဲ့စိုင်းနာဖွင့်ခဲ့တာနော် ပူစီပြီးတော့လုတ်ခဲ့တဲ့အတွက်အပြည့်ကြောင့်အများကြီးကျွန်မမရှိဘူး။အဓိကကငွေပေးအကုန်လုံးလို့ရတယ်။ကျွန်မကလည်းအဲ့လိုပဲလုတ်သွားကြတာလीနော်။ကျွန်မလည်းအဲ့ဒီနဲ့ပဲပြန်ဖြေရှင်းပါရှင်လို့။ကျွန်မကလုတ်တဲ့သူတွေကိုပြောရအောင်တကယ်ကောင်းပြီခဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ကျွန်မဆက်သွယ်ပေးမှာပါအကုန်လုံး။ရှင်းကူပါလည်းလို့ပဲဒီနေရာနေပြောချင်ပါတယ်ရှင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မ6လပိုင်းကုန်လာတဲ့မလေးရှားကိုရအောင်ပြန်တက်လာခဲ့ပါမယ်ရှင်နော်။ကျေးဇူးပါ။ဒုတိယတစ်ချက်ပြောမယ်နော်ဒုတိယတစ်ချက်ပြောချင်တာကကိုယ်နဲ့မဆိုင်ဘူး တော်တော်များများတက်တာမှတင်နေတွေ့နေရမှာလို့ကျမနဲ့စကားလည်းမပြောဘူးကိုသိလည်းမသိဘူးအဲ့လိုလူများတယ်အဲ့တော့သူတို့တင်နေတာကိုအကြောင်းနဲ့ကြည့်ပဲဖြစ်တယ်ဒါပေမဲ့သူတို့ကိုအပြင်မှာမြင်ဘူးလားမေးပတ်သက်ဘူးလားမေးကျမခုမှပတ်သက်ဘူးအဲ့လိုမျိုးလူတွေဆိုရင်တစ်ခါလဲကျမဒီကနေပဲပြောမယ်နော်ကျမပြန်လာတာလဲရှင်တို့အဲ့လိုမျိုးပြောတဲ့အတိုင်းဟုတ်ပါသေးလို့ပဲကျမဆူတောင်းနေအဲ့ပြောတဲ့သူတို့ရှင်သက်တည်ခေါ်တာကျမကရှင်မှာခွေးလောင်မှာကြောင်ပိတ်ပြီးရိုက်တယ်ဆိုရင်ပြန်ကက်တယ်ကျမကလူဖြစ်တယ်ပြီးတော့ကျမအဲ့လောက်ညံ့တဲ့မိန်းမလည်းမဟုတ်ဘူးနော်အញ្ញဉျံခင်းနေတဲ့မိန်းမလည်းမဟုတ်ဘူးနော်ကျမနဲ့လောလောခတ်တဲ့သူက15ဦးမပြည့်ဘူး ကျမချိတ်ဆက်လို့ရရတော့ခင်ဗျအဲ့ဆန်ငါးဦးလောက်မှာငါးဦးလောက်တဲ့ကိုစိုးစိုးပါပါဆယ်ဦးလောက်ကအတန်တော့ကျမထွက်တယ်လို့မကြောင်းမလေးရှားမှာဘူးဆိုတာတော့ကိုလောက်ခါတဲ့လောက်ပြတ်ကိုဘလို့ကျွန်တော်တောင်းလို့ရမှာဆိုကျမနားလဲအဓိကတောင်းလို့နိုင်ရပြီလေနော်ကိုလောက်ခါတဲ့လောက်ပြတ်တင်နေတဲ့သူတွေကိုတခါလေးပြောတာပါเนาะအကုန်လုံးကမိသားစုရှိရင်ရှိလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်တယောက်တည်းရှိလိမ့်မယ်ကိုယ့်ရဲ့ family ကမြန်မာနိုင်ငံမှာကိုကမလေးရှားမှာလာလို့လည်းရှိရင်ရှိမယ်ကျမကတခါလေးပြောတယ်ကျမဓာတ်ပုံကိုပါတယ်ကျမကအဲ့ဒီဟိုအောင်ဥပဒေနဲ့မတော်တော့ဘူးကွာ ်ခုပဒေကိုအရန်ကြောက်သွားပြီဒါလို့လဲဆိုကျွန်မပြန်ပေးနှစ်ကဆွဲခံခဲ့ရတယ်မလေးရှားမှာသုံးကမြောက်ကတော့မမပြန်ပြန်ရောက်လာအဲ့တော့ပြန်ပြီးဆွဲခံရတဲ့အချိန်ကပေါ့နော်ဘယ်လိုပြောရမလဲကံကောင်းတယ်ကျွန်မပြန်ပြီးဆွဲတော့ကံကျွန်မကကံကောင်းကြံနေခဲ့တယ်ပေါ့နော်ဟိုတထေးတော့ပါသွားခဲ့တယ်အဲ့တော့ကတော့ဝင်ငါးတောင်းနဲ့ကျွန်တော်ပြန်ရွေးခဲ့ရတယ်ရခဲ့တယ်ပေါ့နော်လူကိုပြန်ပြီးတော့ဒါပေမဲ့သူတို့ပြစ်မှတ်ထားတာကျွန်မကိုထားတာအဲ့ဒီအချိန်လေးတော့ဘယ်လိုပြောရမလဲ ဟိုကိုတရားဩဘာမှဖြစ်ဘူးပေါ့နော်အဓိကကိုပြင်မဖွက်ဘူးကောင်းကောင်းနဲ့နေလိုက်မယ်ကောင်းကောင်းဖြစ်သွားရင်အဆင်ပြေလိုက်မယ်ပေါ့အဲ့လိုပဲတွေးခဲ့တာကျမတကယ်အဲ့ဒီစိတ်ထားကြအရင်မှတကယ်ဆိုလို့ရှိရင်တုတ်ပြန်ပူလာတယ်သူတို့ပြက်တယ်ကိုပြန်ပြီးတုတ်ပြန်တင်တာသူတို့ချွတ်ရလဲပတ်စံမပေးခြင်းလို့ကိုလူမိုင်းနဲ့လောက်တယ်တချွတ်ရလဲငွေပြင်မရမှကျွန်တော်လူမိုင်းနဲ့လောက်တယ်အမျိုးမျိုးပဲကိုကဂျားတဲ့ကနေပေါ့နော်အဲ့တော့တခုပြောချင်တာသူတို့ကပညာတွေသင်ပေးခဲ့လို့ကိုလည်းပညာစုံပြီးပေါ့နော်ပြန်လာခဲ့ရင်ကျမပြောသလိုပဲခွေးတော်မှာကြောင်းပိတ်ပြီးရိုက်တယ်ဆိုရင်လို့ ပြန်ကတ်တယ်ကျွန်မကလူလို့နော်ကိုလည်းမဆိုင်တဲ့ပြဿနာတချို့ဆိုပြဿနာအများကြီးတွေ့တယ်ကျွန်မက confusion မှာနော်ကျွန်မတို့တလမှာ studio ဆိုပြီးငှားထားတာရှင်းရှင်းပြရတော့ gain တွေပေါ့တလ2500ပေးရတယ်အဲ့တော့ဆိုရင် security gate ဆောက်ဆိုပြီးသူတို့ကတောင်းတာအဲ့တော့သူတို့ဆိုရင်ပြောတယ်အားနာတယ်လေသူများပတ်စံသူအလကရွာနေတော့ ဗာသူသိရှင်တယ်မြန်မာလေးအကြောင်းအဲဘယ်သူတွေမှာပတ်ဆံဘယ်လောက်ရှိလဲဘယ်သူတွေမှာဝင်ရှိလဲဘယ်သူတွေဘာလုပ်လဲပေါ့နော်ဘယ်သူတွေကညှစ်လို့ရလဲဘယ်လိုဝင်မလေးရှားမှာကလွယ်လွယ်လေးဘာလုပ်လဲဆိုအကုန်လုံးကမိသားစုနဲ့နေတယ်ဆိုတော့အဲ့ဒီသားစုလိုက်ကြည့်နေနိုင်ခုပါစနေတော့ကိုသွားနေကြရတာဟုတ်တယ်နော်အဲ့တော့ကျွန်တော်ကိုအလုံးနဲ့ကိုဟာကိုဖြစ်တယ်ဆိုတော့သူတို့လှုပ်ချင်တယ်ဆိုရင်ညှစ်ပတ်ချင်လွယ်လွယ်လေးကျမဆိုအပြင်မထွက်ဘူးမေးကြည့်လို့ရတယ်ကျမဆိုင်မှာလို့ကျမရှိတယ်မရလို့ကျမအကုန်လုံးမေးကြည့်လို့ရတယ်ကျမအပြင်ကိုထွက်သွားတယ်ဆိုတာရှားတယ်ကျမဘယ်တော့မှအပြင်တော့ဆက်မထွက်ဘူးအရန်ကြောက်လို့ပြန်ပြီးဆွဲခံခဲ့ရတာဒီ ဟောဒါပေမဲ့ယုံစားတာအော်တငယ်ချင်းတွေဆိုတော့လေကိုကယုံစားခဲ့တာဒါတွေကတော့မပြောပြတော့ပါဘူးပြန်လာခဲ့တဲ့အချိန်ကျရင်ကျမညနေရှင်းဆိုင်ပေါ့နော်အားလုံးနဲ့ရှင်းမယ်ဟိုအဓိကကလေကျမလူသက်ထားလည်းမဟုတ်ဘူးလူသက်ထားမဟုတ်ဘူးကျမမကြောက်ဘူးဥပဒေကိုကျမချုပ်တော့ဘာတစ်ခုမှမရှိဘူးနော်အဲ့တော့ဘာအနည်းနဲ့သွားချင်လဲဘာအနည်းနဲ့လှုပ်ချင်လဲဆိုတာကိုပဲကျမကျမအကောင့်တော့အခုကလည်းကျမစဉ်းစားတယ်အဲ့တော့ခလာပိုင်းကုန်ကန်လေးကိုကျမမလေးရှားကိုရောက်အောင်ပြန်လာခဲ့ပါမယ်နော် 现在的话，办那个桥路的证不表得，那桥路的不要大办他都在、哎、的村收人。办了，你妈逼办嘞，你妈逼妈帮侬这米大做楼，特别多的，这米大做楼出地这妈嘞了？就买六千多块钱的商铺，俺爸叫了他妈两千多，怎么要你了？个，家已的这妈白么块路米了？你妈那应该那妈我都骗你了，你妈那应该我五百多，还是的，千们没白买块路米了，那家。好，银俺们小他妈没说，白么块这怎都买崩了？ သိလားအချာအမမျိုးကြောင့်လေကျမဆိုလို့ရှင်ကျမကူးလို့မရသေးတဲ့အနေထားပေါ့နော်ကျမတို့မြန်မာပြည်ဘက်ကအဲ့ဒါတောင်းမှပဲဟိုအမျိုးမျိုးဝေဖန်ဟာခဏနေဟိုလိုခဏနေပြီးလို့ပြောနေကြတာတဲ့အဲ့လိုမျိုးတွေပေါ့နော်ကျမတို့ဘက်ကလေအမဲအောင်နေမီလို့သတ်မှတ်ထားတာနော်ဟိုရှင်တို့ပတ်ဆံဘလောက်ပဲချမ်းသာချမ်းသာရှင်တို့လေရင်အပြတ်အစီလုံးအပြတ်ငါးသွားလဲရှင်တို့သွားလို့မလွယ်ဘူးတိကျဟမ် ျမတော့မှဒီနေရာကနေအဲ့ဒီကိုရောက်ဖို့ကျမပြန်အမယ်ဆိုရင်တလားလောက်ထက်ကြလိမ့်မယ်။ဒါပေမဲ့ကျမပြန်လို့စိတ်ကိုမရှိဘူး။ကျမကမလေးရှားကိုပြောင်းအောင်ပြန်ကြမယ်။နော်။ကျမမှာလုံနိုင်တဲ့ရည်ချက်တွေအများကြီးရှိတယ်။လုံလဲလုံနိုင်တယ်၊လုံလဲလုံရဲတယ်၊လုံလဲလုံတက်တယ်။နော်။ကိုလောက်ထားတဲ့လုပ်ကလေးကိုတောင်းယူရဲတယ်ကျမ။အဲ့လောက်လေးပဲပြောပါမယ်။အခုကတော့ဟိုလိုင်းရလို့ပေါ့နော်။လိုင်းရတော့အမြင်နဲ့မြင်ရဘူးဒီမှာက။အရန်ဖက်တယ်လိုင်းရဖို့က။ကျမကြတော့ကျမလည်းမြို့လေးကိုခဏခဏမသွားပြလို့ပါမြို့လေးကိုသွားရင်တော့ထိုင်ပုံလို့ရတယ်ဒီလောက်ပဲကျမပြောပါမယ် အများကြီးလည်းမပြောတော့ပါဘူးအများကြီးပြောလို့လည်းဟိုပြဿနာကြပြီးသွားမှာမဟုတ်ချို့ရတယ်ဒါမဲ့တချို့လူတွေတင်နေပြီလို့ထင်လို့မသေးသေးဘူးဆိုတာလာပြတာပါတချို့လူတွေလည်းလေအရာကိုအာဟိုဘယ်လိုပြောမလဲအာဒီကောင်မကိုတွေ့ရင်အတေကိုတတ်မှာလာခဲ့ပါနော်ကျမရပါကျမဖုန်းဆက်လိုက်ပါမတက်ချင်တဲ့သူတွေရောနော်နော်ရှင်တို့ကပဲကျမကိုတတ်နိုင်မလားကျမကပဲရှင်တို့ကိုလုံနိုင်မလားဆိုတော့ကျမမြုံသွားထင်နေပြမယ်နော်ကိုယ်နဲ့မဆိုင်မဲ့အာချောင်တဲ့သူတွေပြောတာနော် ဟိုအကောင်လုံးကလည်းဘယ်ဖေးမှ immigration ပတ်စံပေးထားရတူတယ်မဟုတ်ဘူးဟုတ်တယ်မို့လားဘသူပဲစီးပွားရေးလှုပ်လှုပ်ဘသူပဲလှုပ်လှုပ်ဘာလို့ဆိုကိုယ်လက်စီးပွားရေးတွေအများကြီးလှုပ်ခဲ့တာပဲကျမကဆိုတရုံဝင်လှုပ်ခဲ့သေးတယ်ကွာသူများကြီးဆိုဘသူမှတရုံဝင်မဟုတ်ဘူး license ရှိရဆိုရှားရမြန်မာဆိုင်ကြီးမှာဆိုသူများကိုဆို KTV တွေဆိုရင်ဟုတ်တယ်နော်ရက်ကွက်ရက်လောက်ကသူငွေပေးရတာ immigration မှာဘသူမှပတ်စံပေးပြီးလုပ်ရတယ်ဆိုတာမရှိဘူးဒီရောက်ဖက်ရနောက်ဖက်ပေးထားတာမဟုတ်ဘူး ပြောပြတာပါကိုလုံးနေတာလို့ကိုဟာကိုနားလဲကြကျမကလည်းဒီလုံးဒီလောကထဲထွက်လာခဲ့တာမျိုးကြောင့်ကျမပြန်ရောက်လာလို့ရှိရင်လည်းကျမကတိကဖွင့်မလို့တော့စိတ်ကူးမရှိဘူးဒါနဲ့ကိုကိုတိုက်ခိုက်ခဲ့တဲ့သူတွေတော့ကျမရေကုန်မြေကုန်ခြေဆုံးမြေဆုံးကျမတိုက်ခိုက်ခဲ့တယ်ဘာလို့လဲဆိုတော့အများကြီးခံခဲ့ရပြီလေနော်ဒီလိုမျိုးအခုဒီလိုမျိုးကျမကလည်းအသက်ရှိနေသေးရတော့မှသိလားအသက်ရှိနေသေးရတော့မှတချို့လူတွေကခြေဆုံးကြောင့်ကျမအသက်ရှိနေသေးရပေါ့နော်တကယ်လို့ဒါလူမကောင်းတဲ့သူနဲ့တွေ့ခဲ့မယ်ဆိုကျမအသက်မရှိတော့ဘူး ရှင်တို့ကျွန်မကိုလေပြောချင်တာပြောလို့ကျွန်မပြန်ပြောနိုင်မှာမဟုတ်ဘူးဒါပေမဲ့ခုကျွန်မပြန်ပြောနိုင်သေးတာကိုကျွန်မကျေးဇူးတင်ရမယ်ကျမကြီးလည်းကောင်းလာပြီအဆဆိုင်ရရလည်းကျွန်မအဆင်ပြေလာပြီပေါ့နော်အဲ့တော့ပြောချင်တာဒီလိုရှင်နိုင်တကားပြောကြပါမယ်စိတ်မပူပါနဲ့နော်ကျွန်မဘယ်မှတော့မပြေဘူးနော်ဘယ်မှလည်းကျွန်မမပြေဘူးဘယ်မြေးမှလည်းမပြေဘူးဟိုဘာလဲသူများတွေပြောသလိုမျိုးထိုင်းပြေးတော့လားဟိုစင်ကာပူပြေးတော့လားဂျပန်ပြေးတော့လားမလေးပြေးတော့လားတရုတ်ပြေးတော့လားကျွန်မဘယ်မှမပြေဘူးနော်ကျွန်မမလေးရှောက်ရမ်းချက်တာ ဆိုးဆိုးကောင်းကောင်းကျမလည်းမလေးရှားမှာနေလာအနည်း90ရှိပြီနောက်ထပ်လည်းနေလို့ရပြီကျမနေဖို့မှာမလေးရှားနော်ကျမစီးပွားရုပ်လည်းကျမထိခိုက်မခံနိုင်ဘူးအဲ့လိုပဲပြောပါမယ်တချို့လူတွေ follow ပါလိုချင်လို့တင်တဲ့လူတွေကျမလုံးလို့ရတယ်ကျမအကုန်လုံးမှာပါတခါလည်းပြောပါပါကျမတို့အရင်တော့အရင်နှမျောခဲ့တယ်တလောင်းနှစ်ထောင်လည်းပြီးခိုင်းခဲ့တဲ့လူတွေပေါ့နော်ကျမတို့သူပြားမှာဟိုဘယ်လိုကြောင့်လဲပတ်စံတာပေးခဲ့ရတယ်ကွာနှစ်ထောင်လည်းတလောင်းမှမခိုင်းရအောင်သူတို့ဒီတခါတော့အဲ့လူတို့ကျမကောင်းကောင်းတုံးချရမယ် နော်ကိုလိုက်ကြကိုဟာကိုလွန်အောင်မင်းနေကြနော်နောက်တစ်ခုပြောမယ်ကိုလည်းမဆိုင်မနဲ့ဝင်အားချောင်းလဲနော်မိဘူးလောင်းခိုင်ရမယ်ဒီစိုက်ပါနော်မလေးရှားကလည်းငွေငွေကလည်းငွေတစ်တောင်းလောက်ဆိုရင်လေအကုန်လုံးလို့ရတဲ့ခစ်ဖြစ်နေတယ်ကျမလည်းအဲ့လိုခံခဲ့ရတာမဟုတ်ကြနော်ဟောဆိုကျမတို့ကလည်းအများကြီးရှိတယ်ကျမကမယုံမှကျွန်တော်မယုံမှခဲ့တာဒါပေမဲ့ပြန်လာရင်တော့တေကြရကျမလူကောင်းစိတ်ကောင်းနဲ့ပြန်လာဖြစ်မှာမဟုတ်ဘူးဒါမဲ့စိတ်မပူနဲ့ကျမကပ်ပုံးကမလေးရှားကပ်ပုံးဆိုင်ကိုကျမရောင်းပြန်လာမှာကျမပြန်ဖွင့်မှာနော် တက်လေးပဲလာပြောတာအာကက်ရှိနေလေးဆိုတော့လာပြောပြတာနော်စိတ်မပူနဲ့ကျွန်မရောင်းအောင်ပြန်လာမှာကျွန်မချက်အောင်ကျွန်မရောင်းအောင်ပြန်လာမှာစိတ်ပူစရာမလိုဘူးနော်ချွတ်မလို့ကျွန်မအရန်စိတ်ပူနေကြလို့နော်ကိုနဲ့မဆိုင်ချွတ်ကြလည်းအရန်ပြောနေကြတာပေါ့နော်ချို့လူတွေဆိုရှိရဟိုကိုကပတ်စံတွေသူတို့တွေကိုချီးပေးထားတာသူတို့အဆင်မပြေကြလို့အများကြီးပဲကိုအဆင်မပြေကိုမရှိတဲ့အချိန်ကျမှပတ်စံတွေဆက်ချင်လို့လေဒီကူတက live ဆက်သွင်းနေကြတယ်စိတ်မပူနဲ့ညီမလေးတို့နော်ညီမဆက်ရုံထီလာပြီးပြေးမယ်ညီမလေးတို့နေရဆက်ရုံညီမမသိဘူးဆိုတာမရှိဘူးနော် KN အတွမ်းမှာခင်ရမဆိုတွားလို့နင်းနေလေးစိတ်မပူနဲ့လာယူပြေးမယ်နော် ။အများစိတ်မပူကြပါနဲ့လို့နော်ကောင်းမလေးလေး။စိတ်ကြတယ်လေတိရတာပေါ့ကွနော်ကိုလည်းမသေးသေးဘူးကျွန်မသေသွားတော့တကယ်ပြောတာဒီ post တွေကျွန်မတင်နိုင်မှာမဟုတ်ဘူးမသေးသေးလို့ကျွန်မကျေးဇူးတင်ပါတယ်လို့နော်။